ဒီနေ့တော့ဆာလနံပါတ်38ဖြစ်ပါတယ်ကံကြီး38အောင်းမေ့စီခြင်းကဆက်ဆိုသောဆာလံအငယ်1မှ8အိုးထာဝရဖျားအမျက်တော်ထွေ၍အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်ပြင်းစွာသော စိတ်တော်ရှိ၍ဆုံးမတော်မမူပါနှင့်မြားတော်သူသည်အကျွန်ုပ်၌စူးဝင်၍လက်တော်သည်အကျွန်ုပ်ကိုနှိပ်လျက်ရှိပါ၏ အမျက်တော်ထွက်သောကြောင့်အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါဒုစရအဖြစ်ကြောင့်အယိုးများတဲမှတက်တာခြင်းမရှိပါအကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည်အကျွန်ုပ်ကောင်းကိုလွှမ်းမိုး၍လေးသောဝန်ကဲ့သို့အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏အကျွန်ုပ်မိုက်သောအမှုကြောင့်အနာတို့သည်နံစော်၍ရည်ရွယ်လျက်ရှိကြပါ၏ကျွန်ုပ်သည် ပြင်းထန်စွာခံရ၍ အလုံးနှိမ့်ချလျက်ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်တနည်းလုံးတွားရပါ၏အကျွန်ုပ်ခါသည်ပူလောင်သောအနာဆွဲ၍အသားသည်လည်းကျန်းမာခြင်းမရှိပါနှုတ်နှင့်ချင်းကြည်ခွဲခြင်းရှိ၍စိတ်နှလုံးလှုပ်ရှားသဖြင့်အော်ဟစ်ရပါ၏အငယ်ကူမဆနှင့်အိုထာဝရဖျားအကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ထင်ရှားပါ၏အကျွန်ုပ်ညီးတွားခြင်းကိုလည်းအကျွင့်မဲ့ တည်တော်မူ၏အကျွန်ုပ်ဤနှလုံးတုန်လို့၍ခွန်အားလဲကုန်ပါပြီမျက်စိအလင်းလဲကွယ်ပြောက်ပါပြီအကျွန်ုပ်ဤအဆွေခင်မွန်းအကျွန်ုပ်အပေါင်းဖော်တို့သည်အကျွန်ုပ်အနာရောဂါကြောင့်ဝေးဝေးရက်လျက်ပေါက်ဖော်တို့သည်လည်းရှောင်လျက်နေကြပါ၏အကျွန်ုပ်အသက်ကိုရှာတော်သူတို့သည်ကြုံခွင်များကို ထောင်ထားကြပါ၏အကျွန်ုပ်၌အပြစ်ပြုခြင်းအခွင့်ကိုရှာတော်သူတို့သည် တနေ့လုံးမနာလိုသော စကားကို ပြော၍မကောင်းသောပြည့်ရကိုကြံစီကြပါ၏အငယ်73မှ78အကျွန်ုပ်မူကားနာပင်သော သူကဲ့သို့မချနှုတ်ကိုမဖွင့်တတ်သောသူကဲ့သို့ဖြစ်ပါ၏နာမချပြန်၍မငင်းနိုင်သော သူကဲ့သို့ဖြစ်ပါ၏အကြောင်းမူကားအိုထာဝရဖျားကိုရောကိုအကျွန်ုပ်ကူးစားပါ၏ အကျွန်ုပ်၏အရှင်ဖျားသခင် ကိုရောဒီပြန်ပြောတော်မူမည်သို့မဟုတ်သူတို့သည်အကျွန်ုပ်အမှုမှဝမ်းမြောက်ကြပါလိမ့်မည်အကျွန်ုပ်သည်ခြေချော်သောအခါအကျွန်ုပ်တစ်ဖက်၌ကိုကိုချီးမြှောက်ကြပါလိမ့်မည်ဟုလျှောက်ပါပြီ အကျွန်ုပ်လဲလူသည်ဖြစ်၍ကိုဆင်းရဲခြင်းကို အစဉ်အောင်းမေလျက်နေရပါ၏ကိုအပြစ်ကိုပေါ်ပြပါ၏ပြင်းမှမိသောကြောင့်စိတ်ပူပန်ခြင်းရှိပါ၏အငယ်၁၉မှ 22အကျွန်ုပ်ဤရန်သူတို့က ကျမ်းမာလျက်ခွန်အားကြီးလျက်ရှိကြပါ၏အကျွန်ုပ်ကို မဟုတ်မမှန်ဘဲမုံသောသူတို့ကများပြားကြပါ၏ကျွန်ုပ်သည်ယေရှုတရားကိုကြိုးစား၍ကျင့်သောကြောင့်ယေရှုအတွေ့အပြစ်ပြုတ်တတ်သောသူတို့သည်အကျွန်ုပ်ကိုရံပဲ့ပြုကြပါ၏။အိုးထာဝရဖျားအကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်အကျွန်ုပ်၏ဖျားအကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့် ကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားရှင်ကျွန်ုပ်ကိုမဆခြင်းဟအလင်းအမြန်ကြွလာတော်မူပါโอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်